ေဘွားရဲတော့နေဆိုရဲပြားကုန်းတဲ့ငါစီကိုနှာလို့ထဲမှာဖြစ်ပါတယ်ဒီဒီကလည်းဒီမိုးတော့ကိုကာဝယ်မယ်ဆိုပြီးတော့ကျင်ညာချက်ထုတ်ပြောခဲ့တယ်ဒါပေမဲ့ဘသူပြောတယ်ဆိုတဲ့ဗီဒီယိုဖိုင်ကိုတော့ကျွန်တော်မတွေ့ဘူး LG နဲ့ဘာလို့လိုက်စကားကိုထုတ်ပြောခဲ့လဲ။ဟိုကြောင့်နေနောက်ပြီးတော့ဟောင်းနေရမင်းမကောင်း။ဘာကြောင့်ဟောင်းစီတို့အောက်တိပိတ်နေကြတာလဲ။ဘာကြောင့်အင်လုံးကြီးကမစုံစမ်းမစစ်စေအပြစ်ပင်မပေးရလဲ။ဒါလို့တစ်ချိန်လုံးကျွန်မထောက်ပြခဲ့တာ။ကျွန်မနိုင်ငံရေးရမေးခွန်းထုတ်ခဲ့တာ၊သုံးသပ်ပြခဲ့တာ။ဒါပေမဲ့ဟောင်းစီပြား90ရင်းမမီဘူး။အားလုံးပဲမင်္ဂလာပါ။ စ္စာဖောက်ဆိုတဲ့စကလုံးကတော်လန်ဤတမကိုစီရဲ့ရင်ထဲကနေဘာကြောင့်ပောက်ကွဲထွက်လာရတာလဲ DNA ခေါင်းဆောင်ဘိုးချုပ်တာဖုံးကျော်ရဲ့ကြီးမရှိဗတ်ချက်မရှိရဆိုတဲ့ဝန်ခံချက်ဟာတော်လန်ဤဂုံတိတ်ခါကိုဘလောက်ထိထိခိုက်စေခဲ့လဲအဲ့ဒီလိုပောက်ကွဲနေချိန်မှာ UNG ကတိတ်ဆိတ်နေခြင်းဟာတာဝန်ယူမှုပြက်ကွက်တာလားရှောင်တိန်တာလား ဒီအခြေအနေကိုအခွင့်ကောင်းယူပြီးစစ်အာဏာရှင်ဘက်တော်သားမဟာသွေးကနာနုဖြတ်ရိုက်မယ်ဆိုတဲ့ခေါင်းစဉ်နဲ့လောင်ပြဝေဖန်ရင်းတော်လှန်ရေးတစ်ခုလုံးကိုအပြစ်တင်လိုက်ပါပြီ။ဒီနေ့ရဲ့ခေါင်းစဉ်ကတော့ကိုစီဤဒေါသ UNG ဤတိတ်ဆိတ်ခြင်းနဲ့လော်ဘီဤတိုက်ခိုက်မှုဖြစ်ပါတယ်။ကျွန်တော်တို့ရဲ့ပြင်းထန်တဲ့ဝေဖန်သုံးသက်ချက်ကိုအဆုံးထိနားဆင်ဝေဖန်သုံးသက်ပေးသွားခဲ့ကြပါအောင်ခင်ဗျာ။အင်္ဂါမျိုးကြီးဖေဖော်ဝါရီရက်တုန်းကဆိုရင်ကြားကုန်တဲ့ငါးစီကိုနာနုဖြတ်မှဖြစ်ပါတယ်။ ။သူကြီးကလည်းဒီမိုးတော့ကိုတာဝန်မယ်ဆိုပြီးတော့ပြင်ညာချက်ထုတ်ပြောခဲ့တယ်။ဒါပေမဲ့ဘသူပြောတယ်ဆိုတဲ့ဗီဒီယိုဖိုင်ကိုတော့ကျွန်တော်မတွေ့ဘူး။ MG နေနဲ့ဘာလို့လဲစကားကိုထပ်ပြောခဲ့တာလဲ။ဘုံချုံနေလောင်ပြီးတော့ဟောင်းနေရမြင်မကောင်းဘူး။မိုးကကိုတိတ်ခန့်ပြီးတိုက်မယ်လို့ MG ကဘာလို့လဲလို့စံပယ်ပြောခဲ့တာလေတဲ့။အခုကြောင့်မှဖေဖော်ဝါရီရက်30ဆိုတဲ့ဗျာ90ငွေစီကလောင်ရိုက်နေတာ။မောကဘောဒီကမ်းပြီးတိုက်မယ်လို့စကားကလက်လို့စပယ်ပြောတယ်ဆိုရင်နင်းတို့အဖေခေါ်နေတဲ့အန်နူဂျီအစိုးရဝင်းကြီးချုပ်မန်ဝင်းခိုင်တန်းက တော်လိုင်းရေကို2020နှစ်မှာအပြီးတိုင်မဲ့2023ကိုအခုမခံဘူးဆိုတာလက်လွတ်စပယ်ပြောခဲ့တာမဟုတ်ဘူးလားဘုံကျုံပြန်ကိုတဲ့ငစီမျက်လုံးမှာဘာလို့ဆိုပြီးကဲနေတယ်လေနားမှာဘာလို့ဆိုပြီးပင်းနေတယ်လေမူးကိုအသေးခံပြီးတိုက်မယ်ဆိုတဲ့စကားကလက်လွတ်စပယ်ပြောရဲဆိုရင်ဝင်ကြီးကျောင်းမဝင်ခံတဲ့ပြောခဲ့တဲ့တော်လိုင်းရေကို2020နှစ်မှာအပြီးတိုင်မဲ့2023ကိုအခုမခံဘူးဆိုတဲ့စကားနေပါလို့ထွက်မဟောက်တာလေဟမ် ဒီလိုမျိုး online အားချောင်းလေလိုက်တဲ့လူသက်သမားကမင်းမြန်မာတကယ်တိုက်နေတဲ့ခြေစက်နဲ့ PDF တွေတောင်သူကပြန်ပြီးငါတိုင်တော့ပြန်ဆဲနေသေးတယ်။တကယ်မြန်မာတကယ်တိုက်နေတဲ့တကယ်ဒုက္ခခံနေတဲ့အသက်တွေပွားတွေကိုရင်းနေတဲ့ခြေစက်နဲ့ PDF တွေကသူ့လောက်အားမချောင်းဘူး။သူတို့ယုံကြည်ကြတဲ့သူတို့အသက်ခံတာပြန်ပြီးတိုက်နေတာအဲ့ဒီ online အားချောင်းတွေကပုံစိုးတယ်။ဟမ်နင်တို့ NGO ကလည်းလူစုံပြောခဲ့တာအခုမှမဟုတ်ဘူးလေ။နင်အဖေခေါ်နေတဲ့ NGO ကပညာရေးဝန်ကြီးကျမ်းမာရေးဝန်ကြီးဆိုတဲ့ဇော်ဝေစု တော်လည်းကြီးကတာမူရောက်နေပြီနောက်နေ့ကျရင်နေပြီးတော့သိမ့်တယ်လို့ပြောခဲ့တယ်နေဘာလို့ပါဇက်ပေါက်တွေပိတ်နေလဲနေအပေါက်ကိုဘသူဘာနဲ့စို့ထားတယ်လဲနေအဖေခေါ်နေတဲ့အန်ယူဂျီကာကွယ်ရေးဝန်ကြီးရင်းမွန်းအန်ယူဂျီနိုင်ငံသားရေးဝန်ကြီးဇင်မာအောင်အန်ယူဂျီတရားစာသားရေးရဝန်ကြီးတင်ထွန်းအောင်တော်လည်းကြီးကိုနှစ်နှစ်နဲ့အပြေးတိုက်မယ်လို့ပြောခဲ့တယ်အဲ့ဒီလိုလက်လို့စပယ်ပြောခဲ့တာကြာနေပါဇက်ပေါက်ကိုဘသူဘာနဲ့စို့ထားတယ်လဲ တကယ်ဆိုရင်2020နဲ့3နှစ်ကအဲ့ဒီလိုလက်လွတ်စံပြောတာတွေဟာတကယ်ရင်းပြမှာတကယ်တိုက်နေတဲ့ဂျေဆန်နဲ့ပီဒီအေတွေဘွားကိုထိုးကျွေးနေတာညီမကြီးသူတွေကိုမျောလိချင်အမားတွေပြေးပြီးညီမကြီးကိုဖျက်ဆီးနေတာပါလို့နှစ်ပတ်ဆက်ပေါက်ကပြောရမယ်လေနှစ်ပေါက်ပါဆုတ်ထားတယ်လေဟမ်ဘူးကြမှာသူကသူ မမနော်ဒီတူကတူချက်မပြေမနော်ဒီဒါသူကဖေဖွာရက်သုံးတယ်လို့မပြီးပြောမိတာပါလေဒီအမားလေးတော့မသူ့ကိုဝိုင်းပြီးတော့ထောက်ပါထောက်ပြကြရယ်ပေါ့သူ့ကိုဝိုင်းပြီးတော့ဖောင်းထုတ်တယ်နေအမားကဖေဖွာရက်သုံးတယ်ဆိုရင်အမားတခုလည်းမဟုတ်ဘူးနေအမားကနေကိုယ်တိုင်းမသိပဲနဲ့နေကိုယ်တိုင်းလည်းမတက်ခဲနဲ့သူများစကားကိုလမ်းဆုံးပြီးတော့နေအတိတရားတက်တရားနဲ့တော်လိုင်းကြီးကနိုင်နေပြီငါတို့နိုင်နေပြီအရေးတော့ကိုအောင်နေပြီဆိုပြီးမြောက်ပေးခဲ့တယ်အမားပဲဖေဖွာရက်သုံးတယ်ဆိုရင်အမားကရှော့ပေးလို့ရတယ်နားလည်းပေးလို့ရတယ်အဲ့ဒါအမားမဟုတ်ဘူးတတိလေးစကားကလူလိုက်မှားတက်တယ် နေရကြီးမားတဲ့မဟာအမားကနင်းကိုရိုင်းမသိပဲမတက်ခင်းနဲ့เนาะအဲ့ဒီ online အားချောင်းပေါ်ကနေတကယ်နိုင်နေပြီတော်လန်ရေးကနိုင်နေပြီရေတော်ပေါ်ကအောင်းနေပြီဆိုပြီးမြောက်ပေးခဲ့တယ်။နောက်တစ်ချက်နေ့အမားမဟာအမားကတကယ်မြေပြင်မှာအသက်တွေဘဝတွေပြီးနေရတဲ့ပီတီရက်တွေနဲ့ငါးခိုင်တော့နေတဲ့အမားအမားပဲ။ sorry ကျွန်တော်ချက်တက်တော့ထောက်ခင်းနေ။ဥမာလာရှိုးကြောက်သွားတဲ့အချိန်ကတော့ကျမဝေးဖန်နေဒါပေမဲ့ကျမတို့ဝေးဖန်လာတက်မတော်ရဲ့ခေါင်းဆောင်ဖြစ်တဲ့ဦးမင်းအောင်လည်းတယောက်တည်းကိုဝေးဖန်လာတကယ်မြေပြင်မှာတက်ခံလာရင်းပြီးတိုက်ပြီးတက်မတော်သားတွေကိုစိတ်ငြိမ်တာမပြင်ပါဘူး နေပြည်မှာတကယ်တိုက်နေတဲ့တမန်တော်သားတွေကိုနှုတ်နဲ့ဆဲဖို့မပြောနဲ့စိတ်နဲ့တောင်မှမစော်ကားခဲ့ဘူးဘူးဒီတမန်တော်သားအားလုံးကိုခေါင်းဆောင်နဲ့ဥဆောင်ကိုခေါင်းဆောင်လို့ state ထောက်ထားဖို့ပဲเนาะ state အတာ state ဟိုတော့ပဲ decision maker ကိုပဲဝေဖန်တာနားလည်လားနေကြတော့ NUG ကိုဖားပြီး BDS တွေကိုငားကိုင်းထုတ်တယ်เนาะအဲ့ဒီ NUG နဲ့ပတ်သက်လို့ NUG ကရင်းမှပဲ BDS ကိုပါးစားပေးထားပါတယ်လို့ကျွန်မပြောလိုက်တဲ့ပြီးတော့ဘိုင်ကိုဟောင်းစီရဖြက်ညက်ကတ်လုပ်ပြီးတော့ မဟုတ်ဘူးကားရဲ့အင်ဦးကြီးကရမပင်ပီတဲကိုပါစားပေးနေရဆိုပြီးတော့ဆွတ်ဆွေးနေပါလေတဲ့အဲ့ဒီဟောင်းစီပါစားကြီးနဲ့ပြောခဲ့တာတကယ်ပဲရင်မပင်ပီရဲ့ကိုပါစားမပေးဘူးဆိုရင်ရင်မပင်ပီဒီရဲ့တရရန်26တရရင်မူမင်းသားကြီးခေါ်ကြောင်းဟင်းသူများမရဘူးမလဲကျင့်လို့ကိုဝင်ပြကြတယ်အမှုကိုဘလို့စုံစမ်းစစ်ဆေးအပြစ်ပေးလိုက်တယ်လေခေါင်းစီဖြေခန်းအန်ဒီကရင်မပင်ပီရဲ့ကိုပါစားမပေးထားဘူးဆိုရင်ရင်မပင်ပီဒီရဲ့တရရင်28ရဲ့ဘိန်းမောင်ကိုကူးလို့ချင်းပြင်းနဲ့မှချင်းတပုံတွေဖမ်းပေးတဲ့အမှုကိုဘလို့စုံစမ်းစစ်ဆေးအပြစ်ပေးလိုက်တယ်လေ ရမပီ PDF ဘူတံမရင်းတို့အဖွဲ့ကဟီရိုလိုက်ကားဆိုရယ်ဘလက်လိုက်ကားဆိုရယ် PDF တစ်ဖွဲ့လုံးကိုပြန်ဖားပြီးတက်ခဲ့တဲ့အမှုလူပေါင်း20ကျော်အမှုပေါင်း9မှုကို2020တထဲကအရင်လုံးသူတို့ PDF ချင်းချင်းပြန်တက်တဲ့အတွက်စကိုင်းတိုင်းမှာရှိရဲ့ဂျန်နေ PDF အဖွဲ့ပေါင်း63ဖွဲ့ကလက်မှတ် OB NUG ကိုတိုင်တာရမပီ PDF ဘူတံမရင်းခေါ်ဖုန်တီဥတော်ပါကတို့အဖွဲ့တီ PDF ချင်းချင်းပြန်တက်နေပါသေးဆိုပြီးဂျန်နေ PDF 63ဖွဲ့ကလက်မှတ်ထိုးပြီးတိုင်လိုက်တာ2020တထဲကတိုင်တာအခု25ကုန်ပြီ NUG ဘလို့စုံစမ်းစစ်ဆေးအပြစ်ပေးလိုက်တယ်လို့မင်းညာရှင်းရှင်းလေး ဖြစ်စဉ်ရဲ့တူတူပြောမယ်အခုမနေ့ကရုပ်သက်ပိုင်းတစ်ခုတွေ့ရလိမ့်မယ်မင်းကင်းကွယ်မင်းကင်းမြို့နယ်မှာ CDN ဆရာဝန်မကို PDN နဲ့ပြန်ဖန်းနေမှုနော် CDN ဆရာဝန်မ CDN ဆိုတဲ့အဲ့ဒါတစ္ဆာဆိုတာပဲအဲ့ CDN ဆရာဝန်မရဲ့အမှုကသူတို့ပါပေါင်းလို့ချီရငှားထားတယ်တဲ့ AK47 ပြတ်တက်ကိုပြန်မအပ်လို့တဲ့နံပါတ်1ကနံပါတ်2ကအခွန်30ရာခိုင်နှုန်းဖြစ်တယ်တန်ကျင်းဝင်ကျက်3300နဲ့300မပေးလို့ဖမ်းပါတယ်တဲ့ဒီ CDN ဆရာဝန်မ မင်းကြီးကစီဒီအက်ဆရာမမကြတော့တနက်မှမအပ်လို့တနက်ပြန်မအပ်လို့ငွေသိန်းပေါင်း3300ကိုပြန်မပေးလို့ဖမ်းနေဆိုရင်ရမပင် PDF ကနေပြီးလက်နဲ့တွေဝယ်ပေးဖို့ဆရာကြီးကဥအောင်ကြည်ညွန့်ရဲ့တမင်းနဲ့တမတ်ကိုစင်ကာပူဒေါ်လာ9000ပေးလိုက်တာခိုးစားသွားရမှုဘာကြောင့်ဟောင်းစီတို့အောက်တီပေးနေကြတာလဲဘာကြောင့်အန်ယူဂျီကမစုံစဲမစစ်စစ်အပြစ်ပေးမပေးရလဲဒါယူတစ်ချိန်လုံးကျမထောက်ပြခဲ့တာကျမနိုင်ငံရေးရမေးခွန်းထုတ်ခဲ့တာသုံးသပ်ပြခဲ့တာဒါပေမဲ့ဟောင်းစီပြားကိုးစင်ရမ်းမမီဘူးဟမ် ရမမင်း PDF အဖွဲကိုလက်နက်ဝယ်ပေးမယ်ဆိုပြီးတော့ဥပောင်ကြီးညိုသမီးနဲ့သမက်ကစင်ကာပူဒေါ်လာ9000ခိုးသွားတယ်။ဘာလို့မဖမ်းရတာလဲ။ဒီမင်းကဒေါက်တာမကြီးဆရာမမကြီးကြတော့တိန်3300လွဲ3000လို့ AK47 တနေ့တက်လက်ပြင်းမအပ်လို့ဆိုပြီးတော့ယူလူမြင်မကောင်းသူမြင်မကောင်းရုံးရင်ဆက်ကဖမ်းသွားတယ်။အဲ့လိုပဲဆရာပြေကတော့ပြပြတဲ့လို့ပြပြဘရောချက်ကရတဲ့အမေရိကန်ဒေါ်လာ5တန်းကိုခိုးစားသွားတဲ့အကြောင်းမင်းတို့ကိုထောက်ကန်တဲ့တက်ကမိုးညိုလိုကိုယ်တိုင်ကပေါ်ကောင်လုပ်ပြီးတော့တိုင်ချားထားတယ်ဘာကြောင့်မစုံစမ်းမစစ်စစ်အဖြစ်ပဲအရေးမိပါလဲ။ ဒီစီရင်ဆရာဝန်မှာကြည့်တော့တိတ်3300လွဲ3000လုံးကိုဖမ်းတယ်။ဟိုမှာဆရာပြေကဖိဖိုးတင်းတို့မေးအဒေါ်လာ5000ခိုးစားတော့ကြာနေလို့မျက်လုံးနဲ့ဟောင်းစင်ကိုတိုင်းကအပေါက်ပိတ်နေတယ်။နေရအမားကဖေဖော်ရက်30လို့မှာပြောမိတာမှာတခုမဟုတ်ဘူး။နေကိုရမသိပဲမတက်ဖဲနေတက်တက်လုံးလူတို့ကိုမျောလင်းကြအမားတွေပြီးပြီးတော်လည်းရေးကြီးနိုင်နေပြီငါတို့နိုင်နေပြီ။ညောင်သုံးခေါင်ကနေလို့ကိုဘလို့မျိုးတိုက်ခိုက်ပြီးနေပြီဆိုပြီးမျောလင်းကြအမားတွေပြီးပြီးလူတို့ကိုတော်တဲ့ကိုဆွဲခေါ်တင်းညံကိုဆွဲခေါ်ခဲ့တယ်။အမားပဲ။နားလည်လား။အဲ့ညောင်သုံးခေါင်စားရကျွန်မပြောခဲ့တယ်။ ညတော့ငါတက်ကောညတော့ငါငါတက်တော့ညတော့ဆက်စင်ရေးဆိုပြီးကျင်ကြတော့ဟောင်းစင်ကိုအဖေကအတဲတန်သွားပြီးတော့ပေါ်မကြတယ်။အဲ့ဒီအချိန်ကကျွန်မပြောခဲ့။အန်နူဂျီကအမေရိကန်ဒေတာမိအမေရိကန်ဒေတာအဖအမေရိကန်မှာအန်နူဂျီကသမရယုံကြည်ဖွင့်လိုက်ပါပြီခမရဆိုတဲ့အမေရိကန်အစ်တက်တက်အဖွဲ့တက်တက်လုံးအမေရိကန်ကိုအဖေခေါ်ပြီးဆရာတင်ပြီးတော့ထိုးထောက်ခဲ့တဲ့အဖွဲ့တက်တက်လုံးအမေရိကန်တန်ယုံရှိမှာအာတူဘီလာပါမြန်မာပြည်ကိုလာသိမ့်ပါဆိုပြီးအမေရိကန်ကိုအဖေခေါ်ခဲ့တဲ့အဖွဲ့ဒါပေမဲ့အန်နူဂျီလက်အောက်က PDF တွေနဲ့အဲ့ဒီ PDF ကိုမြောက်ပြဆန်တောင်းနေတဲ့ဟောင်းစီလိုဘုံကျုံအမျိုးရုပ်အဖွဲ့ကြတော့ ညောင်သုံးောင်ကိုသွားပြီးဆက်ရတယ်။ညောင်သုံးောင်ရဲ့အဖေကတရုတ်အားလုံးသိဒါဆိုရင်တရုတ်ရဲ့လောက်အောင်မှာရှိတယ်ညောင်သုံးောင်ညောင်သုံးောင်အောက်ကကျုံကျုံတပောက်ဖြစ်တယ် PDF တွေနဲ့အမေရိကန်ကိုအဖေခေါ်ပြီးကျုံခံနေတဲ့အန်လူဂျီနဲ့တနေ့နေ့တစ်ချိန်ကြောက်လို့ရှိရင်တရုတ်နဲ့အမေရိကန်ကြားမှာနင်တို့ကြားညက်နေမယ်လို့ကျုံပြီးတော့လက်ပြနေတယ်။နော်ဆိုတော့ဒီမှာကြီးကတကယ်တိုက်နေရတဲ့တကယ်အသက်တွေဘွားတွေပေးဆက်နေရတဲ့ဂျေဆန်နဲ့ PDF တွေ online အားချောင်းလေးလိုက်တဲ့လူသက်သမားတွေရဲ့မြောက်ပင်ပေးတာကိုနားမရောပါနဲ့တော့ နေတို့ရဲ့အနာဂတ်တိုင်းပြည်ရဲ့အနာဂတ်လောင်လာမယ့်မြန်မာအပြည်သူလူထုရဲ့အနာဂတ်အတွက် online အားချောင်းလေးလိုက်ကလူသက်သမားတွေအမြောက်တင်ပေးနေတဲ့တော်လန်ကြီးကနှစ်နှစ်နဲ့အပြည့်တိုင်မယ်2022ကိုအပြည့်တိုင်မယ်2023အခုမခံဘူးဆိုတဲ့စကားတွေကနားမယောင်တော့ဘဲနဲ့အလေးဝင်ကြဖို့ကောင်းပါတယ်